မင်္ဂလာပါရှင်။ဘာမခိတဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းဥဒရင်ထုတ်များကိုချိန်နဲ့တပြေးညစ်တင်ဆက်ပေးနေရမှာဖြစ်ပါရရှင်။ယခုခါပြမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဆရာနာရှင်ချေမုံရဲ့ NUG ကာဝေးရေးအမဟာမိတ်တရင်တပ်ဖွဲ့များနဲ့အတူတိုက်ပွဲဝင်မြို့ခလီကိုင်ပကဖထုတ်ပြန်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ချင်းပြည်နယ်၏ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်သောပလန်မြို့သိမ်းတိုက်ပွဲအားပါဝင်ဆင်နွှဲခဲ့ကြောင်းကလေးခင်ပြည်သူ့ကောင်ရေးအဖွဲ့ပကဖကဧပြီလ12ရက်တွင်ထုတ်ပြန်အသိပေးခဲ့ပြီးတိုက်ပွဲတွင်တရင်တပ်ဖွဲ့အသီးသီးမှတိုင်းပြည်နယ်လူမျိုးတို့မြင့်မြတ်စွာအသက်ပေးလိုခဲ့ကြသောပြည်သူရဲဘော်များအားလုံးကိုလေးစားစွာအလေးပြုဂုဏ်ပြုကြောင်းဖော်ပြသည်ထို့ပြင်ဆရာနာရှင်မြစ်ပြတ်ချေမုံရေးဆင်နွှဲနေသောຫນွေဦးတော်လန်ရေးအားအဆုံးထိတိုင်မဆုံးမနစ်သောဆွေဖြင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်၌မဟာ ာမိတ်တရင်တပ်ဖွဲ့များနဲ့အတူပူးပေါင်းဆောင်ရွက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကြေညာပြုပါသည်ဟုကလေးကရိုင်ပကဘာကထုတ်ပြန်သည်ချင်းညီနောင်ဖွဲ့ဝင်ချင်းမျိုးသားဖွဲ့ချုပ် CNO CNDF ပြောရေးဆိုခွင့်ရှိသူစလိုင်းတင်မီကလည်းသခိုင်းရောဒေတာမကွေးအပါဝင်အညာဒေတာရှိလူငယ်ရဲဘော်များသည်တောင်မော်ဒေတာတို့လာပြီးအသက်ကိုပဓာနာမထားဘဲဖလန်မျိုးလွတ်မြောက်ရေးကြိုးပမ်းမှုသည်2021ဒေါ်လာရိတ်ထူကြချက်ဖြစ်ကြောင်း People's Print နှင့်တည်ထန့်တွေ့ဆုံမေးမြန်းမှု၌ပြောပြထားသည် ကျွန်တော်တို့တိုင်းရင်သားချင်းဆိုတဲ့သူတွေကလည်းကျွန်တော်တို့ချင်းပြည်လွတ်မြောက်လို့ရှိရင်ကျွန်တော်တို့ CV ကအမြဲတမ်းပြောတဲ့ဟာကကောင်းမွန်တဲ့အိမ်ဒီချင်းကိုပိုင်ဆိုင်ခြင်းနဲ့ချင်းပြည်ဆိုရင်စကိုင်းတိုင်းနဲ့ထိဆက်တယ်ရောဒေသနဲ့လည်းထိဆက်တယ်နောက်ပြီးတော့မကွေးတိုင်းနဲ့လည်းထိဆက်တယ်နောက်ပြီးတော့ရခိုင်ပြည်နယ်နဲ့လည်းထိဆက်တယ်ဒီမှာရှိတဲ့လက်နက်ကိုင်းတွေနဲ့ကျွန်တော်တို့ပူးပေါင်းမှာပဲပူးပေါင်းပြီးတော့လိုအပ်လို့ရှိရင်အညာဒေသမှာလည်းကျွန်တော်တို့ရဲဘော်တွေလွှတ်ပြီးတော့မြန်မာနိုင်ငံကြီးပြည်တော်စုပြန်လည်ပြီးတော့ပြည်တော်စုအသစ်ကြီးပြန်လည်ဖြစ်ပေါ်လာအောင်ကြာရကဏ္ဍက ဆောင်ရွက်သွားဖို့တနိဋ္ဌန်ချထားတာရှိပါတယ်ဟုစလိုင်းတင်မီကပြောသည်လက်ရှိတွင်တိုင်းသောတော်လည်းတက်များသည့်တိုင်းသောဒေသအများသာမကလိုအပ်သည့်နေရာဒေသများသို့ဆက်လက်ချီတက်တိုက်ပွဲဝင်မည်ဟုဆိုသည် လိုရလို့ရှိရင်နေပြည်တော်ဒီလဲကျွန်တော်တို့ခြိတက်သွားဖို့ဖြစ်ပါမယ်။ဒါပေမဲ့အခုချိန်မှကြတော့အများကြီးအကျဲပြီးတော့ပြောဖို့တော့မဟုတ်သေးဘူး။ကျွန်တော်တို့ရေမှန်းချက်ထားတာကတော့အဲ့ဒီလိုတော့ရှိတယ်။အညာဒေသမှာရှိတဲ့လက်နက်ကိုင်တွေလဲတောင်ပေါ်မှာလဲတိုက်တာပဲ။ဘယ်နေရာမစိုးတိုက်တာပဲ။ပြည်သူတွေကိုပြောချင်တာကတော့2021ကပေါ်ပေါက်လာတဲ့တော်လိုင်းပြည်သူတွေရဲ့ပါဝင်မှုအသေးအပွင့်တွေက2024 2025မှာမြင်နေရပြီဟုစလိုက်တင်မီကပြောကြားသည်။ ကလေးခိုင်ပကဖိုင်ထုတ်ပြန်ချက်တွင်ကလေးခိုင်ပြည်သူ့ကောင်ရေးအဖွဲ့ပကဖယုံအထူးတိုက်ခိုက်ရေးနှင့်လက်ယုံတပ်ဖွဲ့ကလေးခိုင်ပြည်သူ့ကောင်ရေးအဖွဲ့ပကဖယုံ drone team wings of ကလေးနှင့်ကလေးမြို့နယ်မြို့ပြစီမံချက် UG တပ်ဖွဲ့တို့သည်2024ဇူလိုင်လမှစတင်၍ဖလန်းမြို့သိမ်းတိုက်ပွဲအတွက်ချင်းညီနောင် CB အဖွဲ့နှင့်လေးချင်းပြင်ဆင်ခဲ့သည်ဟုအသိပေးထားသည် ဖလန်မျိုးသိမ်းတိုက်ပွဲအဖြစ်ချင်းညီနောင်စီပီဆစ်စင်ရေးအဖွဲ့နှင့်အခြားပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနဲ့အတူ2024နိုဝင်ဘာလ9ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာယခုဧပြီလ10ရက်တွင် အပြီးသိမ်းနိုင်ခဲ့သည်ဟုဖော်ပြသည်ဖလန်တိုက်ပွဲ၌ကလေးခရိုင်ပြည်သူကောင်ရဲအဖွဲ့ပကဖအတူတိုက်ခိုက်ရင်းနဲ့လက်ယုံတပ်ဖွဲ့မှရဲဘော်တို့ကြားဆောင်ကဆေးဦးတန်ရရရှိခဲ့ကြောင်းကလေးမျိုးနယ်မျိုးပြအစီမံချက်ယူကြီးတပ်ဖွဲ့မှရဲဘော်ကိုတန်ရရရှိခဲ့ကြောင်းထုတ်ပြန်သည် ယခုသိမ်းပိုင်နိုင်ငံသည့်ဖလန်မျိုးသည်ချင်းပြည်နယ်ဒုတိယအကြီးဆုံးမျိုးတစ်မျိုးဖြစ်ပြီးဖလန်မျိုးရှိခန့်လိုက်ရ268တရင်သည်စက်ကောင်စီမှအပြူဟာမှုအဆင့်ထိုင်ရကုတ်ကဲသောတက်ထိုင်ပြူဟာကုန်းဖြစ်သည်ဟုဆိုသည်ဖလန်မျိုးသည်ချင်းပြည်နယ်မြို့တော်ဟခမြို့နှင့်စကိုင်းတိုင်းဒုတိယအကြီးဆုံးစစ်ဌာနချုပ်ဖြစ်သည့်ကလေးမြို့ဒေသကုတ်ကဲရေးစစ်ဌာနချုပ်ဒါကာစအတိုင်းတစ်ခုကြားမြေပြင်ဆက်သွယ်ရေးထောက်ပို့လမ်းကြောင်းနှင့်အဓိကခရယာကျမြို့လေးဖြစ်ကြောင်းအသိပေးသည် ဆက်လက်ပြီးအင်းတော်ကြီးအနီမှာ KIA ပူးပေါင်းတပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးတေဆုံးဆွေတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်မိုးညင်မြို့နယ်အင်းတော်ကြီးအနီစနင်းကုန်းကျေးရွာအုပ်စုနမ်မွန်စုစည်းရွာနယ်အင်းနာရွာဘက်မှစစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သား9ဦးတေဆုံးခဲ့တယ်လို့သိရပါဗျ။ ဧပြီလ17ရက်နေ့မှာစစ်ကောင်စီနဲ့ SNA ရှမ်းပြည်ပူပေါင်းတပ်ဖွဲ့နဲ့ KIA PDF လေကင်းအဖွဲ့တို့မနက်၄နာရီကနေ၈နာရီထိတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီနဲ့ရှမ်းပြည်ပြည်သူစစ်ပူပေါင်းအဖွဲ့ဘက်ကငောင်းသေးဆုံးခဲ့ကလက်နက်နလန်ခဲရန်နဲ့ဆက်ဆက်ပစ္စည်းတွေတင်စီရမိတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။ KIA တပ်မကိုတရင်26နေမြေစနေကုန်းဘက်ကိုစစ်ကောင်စီတပ်နဲ့ SNA ပူပေါင်းအဖွဲ့ကစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ထို့အပြင်နေ့လယ်10:40မိနစ်ခန့်မှာကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲကဲကဒုံးတွေနဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ငလင်ကျောင်းတောင်ဆန်းစုကြည်နယ်ဦးဝင်းမြင့်တို့ထိခိုက်မှုအထွေထူးမကြားရဘူးလို့ဒေါက်တာမျိုးညွန့်ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အင်အားပြည့်မြင်ငလင်လောက်ခတ်မှုကြောင့်တောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ထိခိုက်မှုနဲ့ပတ်သက်ပြီးဘာမှတွေ့ရတူတူမကြားရဘူးလို့ NLD ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တယောက်ဖြစ်သူဒေါက်တာမျိုးညွန်းကပြောပါတယ်။ ။ဒေါ်ဆန်းစုကြည်နဲ့သမရာကြီးဦးဝင်းမြင့်တို့နဲ့ပတ်သက်ပြီးဘာမှအထူးမကြပါ။ထောင်ဝင်စာပို့သူများပြောပြသည်များသာသိပါရဲလို့ဒေါက်တာမျိုးညွန်ကဆိုပါရယ်။သူမရဲ့ကျန်းမာရေးကို အားလုံးကစိုးရိမ်နေကြပါရဲလို့ပြောပါရယ်။ပြီးခဲ့တဲ့မတ်လကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းပေးတန်းကြောင့်ရခိုင် NLD အစိုးရအဖွဲ့ရဲ့ထိတ်တန့်ကောင်းဆောင်ဖြစ်သူဒေါ်ဆန်းစုကြည်လက်ဖြန့်ယူကြိုးသွားရဆိုပြီးယခုရက်ပိုင်းတွင် Facebook လူမှုကွန်ရက်မှာသတင်းတွေထွက်ပေါ်လာမှုနဲ့ပတ်သက်လို့လည်းဒေါက်တာမျိုးညွန်ကအခုလိုပြောကြားပါရယ်။ ရောင်းဆန်းစုကြည်လက်ကျိုးရဲဆိုတဲ့တဲ့ရင်အတွက်တော့အထူးပဲဆိုရင်ပူပန်မိပါတယ်။ထိမ့်သိမ့်ထားသူများကတရင်မှန်ကိုအမြန်ဆုံးထုတ်ပြန်မှုထိရောက်တဲ့ကုသမှုပေးဖို့သက်ဆိုင်ရာကိုတောင်းဆိုပါတယ်လို့သူကပြောပါတယ်။ဧဘရလ12ရက်နေ့နက်ပိုင်းမှာမြန်မာနိုင်ငံရဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ချို့ဟာလွန်ညံ့ချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့ကြပြီးနောက်မှာနိုင်ငံရေးနယ်ပယ်ကထိတ်တန့်ပုံကိုယ်တွေရောလွန်ငိမ့်နဲ့ပြန်လည်လွတ်မြောက်လာနိုင်မလားဆိုပြီးနိုင်ငံရေးတိုင်းဝမ်းမှာတုံ့သက်ခံမှန်းမှုတွေထွက်ပေါ်နေပါတယ်။ ပြန်လည်လွမြောက်လာသူအလုံးအတွက်ဝမ်းသာပါတယ်။တိုင်းပြည်ဟာအင်မတန်နစ်နာမှုတွေများနေတာမို့တောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့သူတို့နှုတ်ကိုအချိန်မဆိုင်လွတ်ပေးဖို့လိုအပ်တယ်လို့ဒေါက်တာမျိုးညွန်ကပြောပါတယ်။ဒါပြင်ယခုမြမတကြံရိုးရာရေးသဖြင့်ပွဲတော်တကြံကာလာပြီးမြမနစ်စန်းတရက်နေမှာတော့လက်ရှိအကျဉ်းချခံနေရတဲ့နိုင်ငံရေးနယ်ပယ်နိုင်ငံရေးအတိုင်းဝိုင်းကနိုင်ငံရေးအကျဉ်းသားတွေပြန်လည်လွမြောက်လာလိုက်မလားဆိုတာကိုတော့နိုင်ငံရေးနယ်ပယ်ကသူတွေက ခံမှန်းမျှော်လင့်နေကြတယ်လို့သိရပါတယ်။ နိုင်ကျင်းလွဉ်ငိမ့်နဲ့ပတ်သက်လို့တူရီတူတူကြာမိတာမျိုးမရှိပါဘူးသိရတဲ့လောက်ကပုံမှန်လွဉ်ငိမ့်နဲ့နေတဲ့သူတွေလွဉ်ရက်စိတ်နေတဲ့နိုင်ငံရေးအကျဉ်းသားဆိုတော့အခုနှစ်စံတရံဒီမှာပြန်လည်လွတ်လာနိုင်မယ်လို့ထင်ပါတယ်ထိတ်တန့်နာမည်ကြီးနိုင်ကျင်းသမားတွေကိုတော့သူတို့လွတ်ဖို့ရာခိုင်နှုန်းနည်းနိုင်မယ်လို့ခန့်မှန်းရပါတယ်လို့နိုင်ကျင်းဟောင်းတယောက်ကပြောပါတယ်ဆလဘီနိုင်ငံလုံးဆိုင်ရာဝန်နဲ့ခြေကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရသက်တပတ်မှာခုခံကာကွယ်စစ်မှလွှဲပြီးထိုးစစ်အလုံးရဆိုင်ထားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ နိုင်ငံလုံးဆိုင်ရာဝန်ထမ်းကြီးကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရသက်တပတ်ဖြစ်တဲ့ဧပြီလ23ရက်နေ့မှ20ရက်ထိခုခံကာဝေးဆင်မလွဲပြီးထိုးစစ်အားလုံးကိုရပ်ဆိုင်ထားမယ်လို့မြို့သားညီညွတ်ရေးအစိုးရကောင်ဝေးဝန်ကြီးဌာနကဧပြီလ12ရက်နေ့မှသတင်းထုတ်ပြန်ပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့သောငလျင်တန်းကြောင့်အသက်အိုးအိမ်ထိခိုက်ဆုံးရှုံးမှုကြီးမားခဲ့တဲ့မြန်မာပြည်သူများအားနှစ်သိမ့်အားပေးမှုပြုနိုင်ရန်ရည်ရွယ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရကဧပြီလ23ရက်မှ20ရက်ထိကာလကိုနိုင်ငံလုံးဆိုင်ရာဝန် ်နဲ့ကြေကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရသက်တဘက်ဖြစ်သတ်မှတ်ထားတာပါအဆိုပါရသက်တဘက်တွင်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန်အလုံကငလျင်တန်တဲ့ဒေတာများနဲ့ဆက်ဆက်သောခရိုင်များမှာဧရလ23ရက်နေ့မှ20ရက်တိခုခံကာဝယ်စစ်မှလွဲပြီးထိုးစစ်အားလုံးဆက်လက်ရဆိုင်ထားရန်နဲ့ပြည်တွင်းပြည်ပအကူအညီကယ်ဆယ်ရေးဖွဲ့များအားလိုအပ်သောအကူအညီနဲ့ကာဝယ်ဆောင်ရှာမှုပေးရန်ကာဝယ်ရေးဝန်ကြီးဌာနကအထူးညွှန်ကြားချက်3/2025ဖြင့်ပြည်သူ့ကာဝယ်ရေးတမ်မတော်နဲ့ပ ပြည်သူ့ကော်မတီအဖွဲ့များအားညွှန်ကြားထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။